အမြောက်စာအချီကိုအပိုင်း23ရဲ့အစမှာတော့ည9နာရီထိုးသွားတာကြောင့်အားလုံးကလည်းကြောက်လန့်သွားကြပါတယ်။အဲ့ဒီနောက်ချက်ချင်းပဲဝက်ကြီးကိုစီပီပြေးသွားလိုက်ရင်တစ်ဖက်မှာလည်းသူကြောက်လို့ထွက်ပြေးတာမဟုတ်ကြောင်းအချီကိုကိုအသေးအတန်ရှင်းပြနေပါတယ်။မနက်ဖြန်ဒီနေရာကိုပြန်လာပြီးသွေးကြွေးဆက်မှဖြစ်ကြောင်းပြောရင်ထွက်မပြေးဖို့မှားကြားကပျောက်ကွယ်သွားပါတယ်။အချီကိုကတော့ဒီစကားတွေကြောင့်ကျိတ်မနိုင်ခင်မရဖြစ်သွားခဲ့ပြီးအနောက်ကနေဝက်အုပ်ကြီးရဲ့နင်းနောက်ကိုပါခံလိုက်ရပါတယ်။ဒီအချိန်ဆောင်းအမလီကတော့ဂျီကန်ဘိုကိုစိုးရိမ်နေခဲ့ပြီးယာရိုကတော့သူတို့သွားတိတ်ရမယ် ုခါကူရှိပါဆိုတာဘယ်သူလဲမသိတာကြောင့်စိတ်ညစ်နေပါတယ်။ဒါ့အပြင်အဲ့ဒီလူဟာသူတို့ကိုဂိတ်တကားဖျက်ဆီးရမလို့ပဲလိုက်ဖို့ပေးနိုင်မှုသူဖြစ်ကြောင်းမှသိလိုက်ရပါတယ်။ဆာဝါမာလီကတော့အဲ့ဒီသူဟာကြောင်မာလီဖြစ်နိုင်ကြောင်းနဲ့ယာရိုကတော့နာမည်နဲ့လိုက်အောင်ဘော်ဒီတောက်နေတဲ့ဆာမူရိုင်းဆိုပြီးလဲညှဉ်းခုန်ကြပါတယ်။ ဒါမှမဟုတ်အဲ့ဒီလူဟာသူတော်စင်တပါဖြစ်နိုင်ကြောင်းလဲလူကောင်ကြီးကဝင်ပြောလိုက်တာကြောင့်အားလုံးလည်းရှုပ်သွားခဲ့ပါတယ်။ဒီအချိန်မှာပဲသူတို့ကအီချီကိုကိုတရိယာသွားကြပါတယ်။ရှာတို့ကတော့အီချီကိုကိုသူတော်ခေါ်မယ်ဆိုပြီးထွက်လာခဲ့လိုက်ပါတယ်။ဒါပေမဲ့အီချီကိုကတော့သူဟာဒီနေရာမှာနေခဲ့မှာဖြစ်ကြောင်းနဲ့ကျန်တဲ့သူတွေကိုအရှိကနေကြိုသွားကြဖို့ပြောလိုက်ပါတယ်။သူကတော့ခုနကောင်ကိုစိတ်ရင်းရှင်းဖို့ဒီနေရာမှာစောင့်နေရမှာဖြစ်ကြောင်းရှင်းပြပါတယ်။ဒါကိုကြားလိုက်ရတဲ့ရာတို့ကလည်းအရင်မပါတာမလုပ်ဖို့ပြောလိုက်ရင်အီချီကိုကို6ရက်ကနေဆွဲခေါ်လာလိုက်ပါတယ်။ဒါပေမဲ့အီချီကိုကယုံနေတာကြောင့်နောက်ဆုံးအကြောင်းမ ာလီရောက်လာပြီးလက်သေးတစ်ချက်နဲ့အသီးစိတ်ဝင်အောင်လှုပ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်အီချီကိုကိုဒီကိုလာရတဲ့ရွယ်ချက်ကိုမမေ့ဖို့နဲ့ယူခီးယားရဲ့အသက်ကိုမင်းတို့အပေါ်မှာမူတည်နေကြောင်းတတိယအသင်းနဲ့ဆိုပြီးဆုံးမလိုက်ပါတယ်ဒီအချိန်ယူခီးယားကတော့တိုက်ပိတ်ခံထားရပြီးရုတ်တရက်သူ့စီကိုစန်နီသီမီရောက်လာပါတယ်စန်နီသီမီရန်ဂျီကတော့တေရန်စီရင်ရမယ့်ရက်ကိုရွှေ့လိုက်ပြီးဖြစ်ကြောင်းနဲ့နောက်အချင်းတောင်ကိုရှေ့ပြောင်းအောင်မယ်ဆိုပြီးပါပြပြနေပါတယ် ဒီချိန်အီချီကိုတဦးစုကတော့ရော့တယောက်ကိုရောက်သွားခဲ့ပြီးဒီလန်ကမှန်အောင်မှန်ရဲ့လားဆိုပြီးယာရိုကိုမေးလိုက်ပါတယ်ယာရိုကလည်းသူဟာမြေပုံအတိုင်းသွားနေတာဖြစ်ကြောင်းနဲ့မကြခင် ရောက်တော့မှဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ကြောင်မာလီကတော့ဂျာရီကိုစိတ်ပူစရာမလိုကြောင်းနဲ့အဲ့ဒီလူဟာဘယ်နေရာကိုပဲရောက်ရောက်အိမ်ကိုပုံစံတူပဲအမဲဆောက်တဲ့ကြောင်းဖြေလိုက်ပါတယ်ဒီအချိန်မှာပဲသူတို့ဟာဗလားထွက်နေတဲ့အိမ်ကြီးတစ်လုံးကိုတွေ့လိုက်ရပြီးအီချီကိုနဲ့ယာရိုကတော့အိမ်ပုံစံကိုကြည့်ပြီးဟူးရှူဝါးတွေဖြစ်နေခဲ့ပါတယ် ဒီချိန်ရုတ်တရက်လက်ကြီးနှစ်ဖက်ပေါ်ကနေလူနှစ်ယောက်ထွက်လာပြီးဒီနေရာကိုသတိင်းနေဝင်မရကြောင်းပြောရင်းတလိုက်ပါတယ်ဒါပေမဲ့သူတို့ကအတူပါလာတဲ့ကြောင်မလေးယူရီချီကိုတရီထားမိသွားပြီးပြေးဝင်လိုက်ပါတယ်အားလုံးကလည်းအိမ်ကြီးကိုအံ့ဩနေခဲ့ပြီးတနေရာအရောက်မှာတော့တကားတစ်ချက်ကိုဆင်းဖွင့်လိုက်ပါတယ်အခန်းထဲမှာတော့မိမတစ်ယောက်ဟာအထာကြကြထိုင်နေခဲ့ပြီးကြောင်မလေးကိုနှုတ်ဆက်လိုက်ပါတယ်ဒါပေမဲ့အီချီကိုရဲ့လူတစုကတော့ ခူကာကိုရှိပါဆိုတာမိမတယောက်ဖြစ်နေတာကြောင့်အံ့ဩနေခဲ့ပြီးခူကာကိုကလည်းအီချီကိုတို့ကိုစိတ်ဝင်စားနေခဲ့ပါတယ် ဒီချိန်တစ်ဖက်မှာတော့ဆန်နီတီမီရန်ဂျီဟာယူကီယာကိုထောင်ပြောင်းပေးနေခဲ့ပါတယ်အခန်းနဲ့ရောက်တော့ယူကီယာလည်းအပြင်ဘက်ကကွန်းမြင့်စင်ကိုလှမ်းတွေ့လိုက်ရပါတယ်ဆန်နီတီမီကတော့တာဝါမှာအချုပ်ခံထားရတဲ့အချုပ်သားတိုင်းကဒီစင်ကိုမြင်ပြီးနောက်နောက်ရသွားကြတာကြောင့်ဒီနေရာကိုနောင်တအကျဉ်းထောင်လို့ခေါ်ကြောင်းရှင်းပြပါတယ်ဒီလိုနဲ့အားလုံးပြတ်ထွက်သွားကနေစန်နီတင်မင်းဟာယူကီယာအနာကိုရောက်လာခဲ့ပြီးတရင်ကောင်းတစ်ခုကိုပြပြလိုက်ပါတယ်။မနိကတင်မင်းလောက်ကတွေကိုလူငါးယောက်ရောက်လာကြောင်းနဲ့တယောက်ကစပင်းလိမ်မော်ယောက်ဒါအကြီးကြီးနဲ့ဖြစ်ကြောင်းပြပြလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ယူကီယာရဲ့မျက်နှာဟာပြောင်းလဲသွားခဲ့ပါတယ်။ ီချိန်တစ်ဖက်မှာတော့ခုခခုဟာအကြောင်းစုံကိုသဘောပေါက်သွားခဲ့ပြီးစိုက်မရှင်ဦးရာဟာရိုင်းမျက်နှာကြောင့်လိုအပ်တဲ့အကူအညီပေးမှဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့သူဟာအီချီကိုတို့ကိုအခုမှမြင်ဘူးတာကြောင့်အနားမှာစောင့်ကြည့်ဖို့လူယုံထားမှဖြစ်ပါတယ်။အဲ့ဒီနောက်လူယုံအနေနဲ့သူ့ရဲ့မောင်ကိုခေါ်ထုတ်လိုက်ပြီးတိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီလူဟာအီချီကိုနဲ့တပွဲတလန်အကဲဆန်းခဲ့တဲ့သူဖြစ်နေပါတယ်။နော်နီး ဲ့ဒီနောက်နှစ်ဖက်စလုံးကလည်းအောင်းအောသွားကြပါတယ်ဒါပေမဲ့တစ်ဖက်မှာဆန်နီတင်မင်းကတော့အီချီကိုရဲ့အကြောင်းကိုကြားပြီးပြောင်းလဲသွားတဲ့ယူခီယာရဲ့မျက်နှာကိုသတိထားမိသွားပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အီချီမာရူကြောင့်အီချီကိုတို့တေးပြီးလို့ထင်နေကြတာပါဒီချိန်အတွေးများနေတဲ့ range ကိုတင်မင်းတစ်ပါးကတွေးသွားပြီးလှန့်ခေါ်လိုက်ပါတယ်အဲ့ဒီတင်မင်းဟာသူတို့ရဲ့စီနီယာအာရီဇန်ဖြစ်ပါတယ်။အာရီဇန်ဟာဆန်နီတင်မင်းကိုတနင်္လာခေါ်သွားခဲ့ပြီးအခုမှကိစ္စဟာထင်ထားသလောက်မယိုးရှင်းချောင်းကိုပါပြောပြလိုက်ပါတယ်။ ချုပ်ရက်ကို35ရက်ကနေ25ရက်အထိရှော့ချလိုက်တဲ့အပြင်တခြားထူးဆန်းတာတွေလည်းအများကြီးရှိနေတာကြောင့်ဒါတွေအားလုံးရဲ့နောက်ွယ်မှာတရရောက်ထိ ंछ ုံနေတာဖြစ်နိုင်ကြောင်းကိုပါရှင်းပြလိုက်ပါတယ်။ဒီအချိန်ရုတ်တရက်ကပ်ပရိန်တွေကိုအစီဝေးတက်ရောက်ဖို့အော်နေတဲ့အတန်ကိုကြားလိုက်ရပါပြီ။တစ်ဖက်မှာလည်းအီချီကိုတို့ဟာတွစ်တွစ်ချင်းထားချနေကြပြီ ခူကခူကလည်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩနေပါတယ်။အတော်မတက်နိုင်တဲ့ရံပွဲကြောင့်တအိမ်လုံးနဲ့ဆုတ်ပြတ်သွားခဲ့ပြီးဂျားရိတ်ကခူကခူရဲ့ဈေးနဲ့ဟာကျိုးသွားခဲ့ပါတယ်။ဒါကြောင့်သူလည်းဒေါသထွက်သွားခဲ့ပြီးနှစ်ယောက်စလုံးကိုရံမဖြစ်ကြဖို့ညှင်းရင်တသားနဲ့ပဲတားဆီးလိုက်ပါတယ်။အဲ့ဒီနောက်ခူကခူလည်းအားလုံးကိုပတ်ဖြဲလိုက်ပြီးတခြားနေရာကိုခေါ်သွားလိုက်ပါတယ်။ဒီလိုနဲ့တနေရာရောက်တော့အခန်းတစ်ခုကိုတွေးလဲရပြီးအထဲမှာတော့ကြောက်တိုင်ကြီးတစ်ခုကိုတွေးလဲရပါတယ်။ခူကခူကလည်းဒီအရာကြီးကမင်းတို့အားလုံးရောက်ချင်တဲ့နေရာကိုလေထဲကနေပူဝင်းမှဖြေချောင်းပြောလိုက်ရင်နောက်ပိုင်းမှာဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ပေးကြပါဦးခင်ဗျာ။ တေမင်းကြီးရဲ့စစ်ပွဲစပြီးအပိုင်း24ရဲ့အစမှာတော့ခုခခုဟာသူ့ကိုယ်သူမိဘကျွမ်းကျင်သူဖြစ်ကြောင်းမိတ်ဆက်လိုက်ပြီးအခုမြင်နေရတဲ့တိုင်လုံးကြီးကနေအမြောက်ကြီးဖြစ်ပါတယ်။အဲ့ဒီနောက်ခုခခုဟာအလုံးလုံးကြဖို့အပေါ်ကိုလှမ်းအောင်ပြောလိုက်တာကြောင့်အပေါ်ကလူနှစ်ယောက်ဟာမောင်းနှံနေကိုဒရက်ဆက်လှည့်ရပါတော့တယ်။ဒီအချိန်မှာပဲထူးထူးဆန်းဆန်းနေဖြစ်လာခဲ့ပြီးအင်ကြီးတလုံးကလည်းတုန်ခါလာခဲ့ပါတယ်။မကြခင်မှာပဲသူတို့ကျမ်းမြင့်ကြီးကအပေါ်ကိုတက်သွားခဲ့ပြီးမြေကြီးကလည်းနှစ်ချမ်းကွဲသွားခဲ့ပါတယ်။အဲ့ဒီနောက်ခုခခုလည်းဒါဟာသူ့ရဲ့စပယ်ရှယ်အမြောက်စဉ်ဖြစ်ကြောင်းမှမိတ်ဆက်လိုက်ပါတယ်။ ဒီအချိန်အားလုံးကလည်းစိတ်ရှုပ်နေခဲ့ပြီး ရာတို့ကတော့ဒီအစီအစဉ်ဟာအဆင်မပြေနိုင်ကြောင်းပြောမလို့လုံးလိုက်ပြီးမဲ့ချက်ချင်းပဲဘောလုံးတစ်လုံးနဲ့ကောက်ပြစ်တာခံလိုက်ရပါတယ်။ခူကာကူကတော့ဒီအလုံးကအမြောက်ဆန်ဖြစ်ကြောင်းနဲ့စိတ်ဆန်းအပေါင်းထည့်ခိုင်းပါတယ်။ဒါပေမဲ့အီချီကိုကဒီအဆွမ်းကိုမတုံးတက်တာကြောင့်ခူကာကူလည်းစိတ်ညစ်သွားပါတယ်။ဒီအချိန်ကြောင်မာလေးရောက်လာပြီးအီချီကိုကအတင်းမင်းအစ်စ်ဖြစ်တာကြောင့်ခီရိုအဆွမ်းကိုမတုံးနိုင်ကြောင်းပြပြလိုက်ပါတယ်။ဒါကြောင့်ခူကာကူလည်းခီရိုဆန်တုံးတက်အောင်တင်ပေးဖို့သူ့မောင်ကိုကန်ခိုင်းလိုက်ပြီးထုံးစံအတိုင်းအဲ့ဒီနှစ်ယောက်ကတော့တွေ့တာနဲ့ချဖို့လောက်ပဲချောင်းနေပါတယ်။ယူနိုင်ယူကြည့်လိုက်ဟိဟာ ဟုဟဟိမင်းရငောက်ဆန်းလာဒါပေမဲ့ခူကာကူရဲ့လက်ဆက်နဲ့နှစ်ယောက်လုံးလည်းအပိုးချူသွားခဲ့ပါတယ်ဒီလိုနဲ့တေယုတ်ပြပြီးနောက်အီချီကိုတို့လည်းအံ့ဩသွားကြပါတယ်ဒါအပြင်အီချီကိုတို့ခိုးဝင်မဲ့မြို့တော်ကိုနေရတခုထဲနဲ့ကာထားတာမဟုတ်ဘဲစွမ်းအမြင့်ဆက်လုံးကြီးတဲ့ပါကာကွယ်ထားတာဖြစ်ကြောင်းရှင်းပြပါတယ်ဒါကြောင့်အထဲကိုဖောက်ဝင်ဖို့ဆိုရင်တူထွန်ထားတယ်ဖောက်ထွင်းအမြောင်းနဲ့ပဲဖြစ်နိုင်မှာဖြစ်ကြောင်းပြောလိုက်ပါရစေ။အဲ့ဒီနောက်ချက်ချင်းပဲအလုံးကိုလေ့ကျင့်ခိုင်းလိုက်ပြီးတိချာမလုပ်တတ်ဘူးဆိုရင်ခန္ဓာကိုယ်ကပောက်ကွဲသွားမှာဖြစ်ကြောင်းလည်းသတိပေးလိုက်ပါရစေ။ ီချိန်ကြံခဲ့တဲ့ခူကခူရဲ့မောင်ကတော့သူ့အမဟာအီချီကိုတို့ကိုတကယ်ကူညီမလားလို့မေးလိုက်ပါတယ်။တည်သွားတဲ့သူတို့ရဲ့အကိုကြီးကြောင့်တင်မင်းတို့ကိုကူညီဖို့အကြံကိုသူသဘောမတူကြောင်ပြောလိုက်ပေမဲ့ခူကခူကတော့ဒီလိုစကားကိုထပ်မပြောဖို့တတိပေးလိုက်ပါတယ်။ဒီချိန်မျိုးတော်ထဲမှာတော့ဘိုးစင်ရာရုရှိတဲ့တင်မင်းတွေအားလုံးဟာအစည်းအဝေးတက်ဖို့ပြင်ဆင်နေကြပြီးတခါမှဒီလိုမဖြစ်ဘူးတဲ့အတွက်အားလုံးကလည်းစိုးရိမ်နေကြပါတယ်။ It was perfect. perfect ဒီအချိန်မှာပဲတင်မီတပတ်ဟာကက်ပရင်အာရီဇန်ကိုတွေးမိလားလို့စန်နီတင်မင်းကိုမေးလိုက်ပါတယ်ပြီးတော့အာရီဇန်ဟာအခုတလောထူးဆန်းနေတာကြောင့်ဘာလို့ရမလဲမသိတော့ကြောင်းပြောပြလိုက်ပါတယ်စန်နီတင်မင်းကတော့ခုနကတွေ့ရတဲ့တော့ကအာရီဇန်ပြောခဲ့တဲ့စကားတွေကိုပြန်သတိရသွားခဲ့ပါတယ်။ဒီအချိန်ကီရိုဆွမ်းရဖို့အပြင်းထန်လေ့ကျင့်နေတဲ့အီချီဂိုတို့ကတော့အခုထိတိုးတက်မှုရှိမလာသေးပါဘူး။အမြောက်ဆန်ကြီးကိုလက်ကကင်နေရင်းနဲ့ပဲကြောင်ပြောင်းနေခဲ့ပါတယ်။ဒါပေမဲ့ခုကခုကတော့ တည်သွားတဲ့သူ့ကိုတောင်းပန်နေခဲ့ပြီးအကိုသာအသက်ရှင်နေသေးရင်သူတို့ကိုကူညီမှာပဲမဟုတ်လားလို့ပြောရင်းဝမ်းနေနေပါတယ်ဒီချိန်ဆောင်းအမလေးကတော့အစွမ်းကိုတုံးနိုင်သွားပြီးရာတို့အလက်ကျတော့ရှီလမျောကြီးဖြစ်နေခဲ့ပါတယ်လူကောင်းကြီးရဲ့အစွမ်းကလည်းမတည်ကျင်မှုဆိုပေမဲ့အားရင်ပြေးဝနေတာကတော့အမှန်ပါပဲဒါပေမဲ့အီချီကိုကတော့လုံးဝတိုးတက်မလာလို့စိတ်ညစ်နေရပြန်ပါပြီ ဒီချင်းရုတ်တရက်လူတယောက်ရောက်လာပြီးညသာစားလို့ရပြီဖြစ်ကြောင်းလာပြောပါတယ်။အချီကိုကလည်းအားလုံးကိုအစာတော့စားဖို့ပြောရင်သူကတော့လေ့ကျင့်ပြီးရင်လိုက်လာမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆန်အောင်မလေးကတော့အချီကိုတယောက်တည်းမထားခဲ့ချင်တာကြောင့်မသွားချင်ပေမဲ့အချီကိုကအတင်းသွားခိုင်းနေတဲ့နောက်မှာသဘောတူလိုက်ရပါတယ်။နောက်ဆုံးတော့အခန်းထဲမှာရန်သူတော်နှစ်ယောက်ပဲကြံခဲ့ပြီးအခုသွားခဲ့မယ်တင်မင်းမလေးကမင်းအတွက်အရေးကြီးလားဆိုပြီးမေးလိုက်ပါတယ်။အီချီကိုကလည်းယူခိယာဟာသူ့အသက်ကိုပိုင်ပြီးတော့အခုလဲသူ့ကိုအစွမ်းနေလွှဲပေးခဲ့တာကြောင့်ကိုမြင့်ခဲရတော့မှဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ ။ဒါကြောင့်သူအစွမ်းကိုကယ်တင်မှာဖြစ်ကြောင်းမှာအရှင်းပြလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ကန်ဂျူလည်းအီချီကိုစီကအမြောက်ဆန်ကိုလူယူလိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ကိုပိုင်နီးနဲ့လေ့ကျင့်မှဖြစ်တာကြောင့်ခိုးမကြည့်နဲ့ဆိုပြီးအထားနဲ့ပြောလိုက်ပါတယ်။ကန်ဂျူလည်းသူ့ရဲ့နီလန်းကိုအီချီကိုရဲ့ရှေ့မှာတုံးပြရင်ခဏနေတော့အပြင်ကိုထွက်သွားခဲ့ပါတယ်။ဒီတော့အီချီကိုလည်းသူပြခဲ့တဲ့နီလန်းအတိုင်းလုပ်ဖို့စာကြိုးစားပါတယ်။ဒီအချိန်အပြင်ကအဖွဲကတော့ထမင်းစားနေခဲ့ပြီးရုတ်တဲ့တအိမ်လုံးကတုံခါလာခဲ့ပါတယ်။အဲ့ဒီနောက်အားလုံးလည်းအခန်းထဲပြင်းဝင်လာခဲ့ပြီးခူကခူကတော့သူ့မောင်ကိုဘာတွေဖြစ်နေရလဲလို့မေးလိုက်ပါတယ်။ ဒါပေမဲ့သူတို့မြင်လိုက်ရတာကအီချီကိုကစွမ်းအားတွေကိုစူးစီးမိနေပြီးနောက်ဆုံးမှအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ဒီချိန်အစည်းအဝေးမှာဘိုးအဆင့်တင်မင်းနဲ့အားလုံးရောက်နေခဲ့ပြီးထိတ်ဆုံးမှအဖိုးကြီးတယောက်ကထိုင်နေပါတယ်။ ဒါကြောင့်အီချီမာရုလည်းအခန်းထဲဝင်လာခဲ့ပြီးဒီစီဝေးကသူ့ကြောင့်လွတ်လိုက်တာလားလို့မေးလိုက်ပါတယ်။ဒီချိန်တခြားသင်မင်းတွေကသူ့ကိုအီချီကိုရုကိုတမင်လွှတ်ပေးလိုက်တာလားလို့မေးလိုက်ပါတယ်။အဲ့ဒီကနေအချီနေတွေကပိုတင်းမှလာခဲ့ပြီးနောက်ဆုံးတော့အဖိုးကြီးကဝင်ထည့်လိုက်ရပါတယ်။အီချီမာရုကလည်းဒါဟာသူ့အမားဖြစ်ကြောင်းနဲ့အပြစ်ပေးရင်လည်းခံမဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီချိန်အရီဇန်ဟာအီချီမာရုကိုမေးခွန်းတစ်ခု မေးစရာရှိတယ်လို့ပြောပြီးရုတ်တရက်အချက်ပေးတဲ့နေမိလာခဲ့ရင်ဒီပိုင်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ ကျွန်တော်ရဲ့ channel လေးက Blade episode တွေ Mr. Bean episode တွေနဲ့ movie တွေကိုတင်ပြီးနေတဲ့ channel လေးဖြစ်ပါတယ်။ဒါကြောင့် channel လေးကိုကြိုက်နေတဲ့ရင် subscribe လုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။